ားလုံးမင်္ဂလာပါဒိုင်းနေနေမယ် YouTube channel နေပြီးတော့အားလုံးကြိုဆိုပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့စပါးကိုပြီးပါဦးကွင်းမှာကျွန်တော်တို့ဒီ final မှာ1-0နဲ့ကျွန်တော်တို့ရှုံးပါတယ်ဒီရာသီကျွန်တော်တို့စပါးကို၄ချိန်ကြီးကျွန်တော်တို့ထိတ်တိုက်ကျွန်တော်တွေ့ဆုံခဲ့တယ်တပွဲမှာကျွန်တော်မနိုင်ခဲ့ပါဘူးဆိုတော့အခုလက်ရှိကျွန်တော် final လို့အနေထားမျိုးမှာကျွန်တော်တို့တွေ့တယ်1-0နဲ့ကျွန်တော်တို့ထပ်ပြီးကျွန်တော်ရှုံးပါတယ်ဆိုတော့ ယူပါလိချန်ပီယံကတော့ကျွန်တော်စပါပါစပါအနေနဲ့စပါကိုကျွန်တော်ဒါလုံးဝကျွန်တော် congratulation လုပ်ရမယ်အနေထားပဲပေါ့နော်ဘာလို့ဆိုတော့ကိုအသိန်းကျွန်တော်တို့ဖြင်းပါတယ်ဖြင်းတယ်ဆိုတာထက်ကိုကျွန်တော်တို့အများကြီးပို့ပါတယ်စပါကစားစီခြင်းတဲ့အတိုင်းကစားခဲ့တဲ့အတွက်ကိုအသိန်းကျွန်တော်တို့အများကြီးဖြင်းပါတယ်ဆိုတော့ဒီအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာမှဘာမှကျွန်တော်တို့ ဟို result အရာရောပြီးတော့ကျွန်တော်တို့ကစားပုံအရာရောဘာမှကျွန်တော်တို့ပြောင်းလဲနိုင်ခဲ့တာမျိုးကျွန်တော်ဘာမှမရှိဘူးဒီနေ့ပွဲမှာကျွန်တော်တို့ဒီဟိုပေါ့နော်ကျွန်တော်တို့ Amarin အနေနဲ့လည်းလိုအပ်ချက်တွေအများကြီးရှိတာဖြစ်တယ်လို့ကစားသမားအနေနဲ့လည်းလိုအပ်ချက်တွေအများကြီးရှိတယ်ကျွန်တော်တို့အသင်းရဲ့ကျွန်တော်တို့အဓိက error ဆိုလို့ရှိရင်ကျွန်တော်တို့မှာဆိုလို့ရှိရင်တိုက်စစ်ပေါ့နော်တိုက်စစ်ကတော်တော်ကိုကျွန်တော်တို့အဓိက error ကျွန်တော်တို့ဖြစ်နေတာဒီပွဲမှာကျွန်တော်တို့လုံးဝအထင်းသားကျွန်တော်မြင်ရတယ်ဒီဘက်ကကျွန်တော်တို့ဒီပေါ့နော် ဒီခံစစ်အနေထားမှာဆိုလို့ရှိရင်တို့ဒီလူစုံတက်စုံနဲ့ကျွန်တော်တို့ထွက်လာတယ်။ကွင်းလေတိုက်စစ်အဲ့လောက်ကြီးကျွန်တော်စပားဘက်ကဘာမှမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်ခံစစ်နဲ့ကိုသမားကတော့တကယ်ကို performance ကောင်းကျွန်တော်တို့ပြသွားတယ်ပေါ့နော်။ဒီနေ့ပွဲကျွန်တော်တို့ဒီ Van Van တို့ goal line clearance တွေကျွန်တော်လုပ်တယ်။ Romero တို့အမြင်ပေါ်တွေကျွန်တော်တောက်လျှောက်သူတို့လို့ကျွန်တော်တို့အရှင်းထုတ်တယ်။နော်ပေါ်ရူတို့ဆိုလို့ရှိရင်လည်းဒီဘက်ကဒီဘက်ကကျွန်တော်တို့ကစားနေတဲ့ ဒေါ်ကူတို့နဲ့ဘာမှမဆိုင်ဘူးတန်ဆင်းကျွန်တော်မှန်မှမှန်ဒါပေမဲ့ကျွန်တော်ဒီပေါ်ရိုကျွန်တော် ရှေ့ကိုရှေ့ထိတက်လာမျိုးတော့ကျွန်တော်လုံးဝမတွေ့ရဘူးစပါးဘက်ကကျွန်တော်တို့ကျွန်တော်တို့ဟိုဘွေးချုံသွန်းတဲ့ကြောင့်ကျွန်တော်ပြောခဲ့သလိုပဲစပါးဒီ reset ကိုဥတီပြီးတော့ကျွန်တော်ကစားနေတာဒီတော့ကြောင့်မလို့ဒီပေါ့နော်ကိုရီအနေနဲ့ဒီလိုမျိုးသူတို့ကစားခြင်းနေတဲ့ပုံစံတိုင်းမှာကစားဖို့လိုတယ်ယူနိုက်တက်ရဲ့ကျွန်တော်ဒီယာဒီအနေထားကိုကျွန်တော်ကြည့်လိုက်ပြန် ီဘော့ position ကျွန်တော်တို့ယူထားတဲ့အသင်းနေဆိုလို့ရှိရင်ကိုအသင်းဟာဒီပေါ့နော်ကျွန်တော်တို့အစိုးရတဲ့ကျွန်တော်တို့က transition တွေမှာအားတာတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘော့ position ကျွန်တော်ယူထားတဲ့အသင်းနေနဲ့တွေ့ပြီးဟေးဆိုလို့ရှိရင်အသင်းကဒီ performance ကောင်းပြတဲ့အထက်မှာပါတဲ့ဒီအခွင့်အရေးတွေကျွန်တော်တို့ရတယ် clear chance တွေကျွန်တော်တို့ရတယ်အနေထားမှာကျွန်တော်ရှိတယ်ဆိုတော့ဒီလိုဒီပွဲမျိုးမှာပုံမှန်ဆိုလို့ရှိရင်စပါးကကျွန်တော် position အတအငြင်းတန်းကျွန်တော်ယူပြီးတော့ကစားလေးရှိတယ်ဆိုပေမဲ့ဆိုတော့ဒီပွဲမှာဆိုလို့ရှိရင် position ကိုကျွန်တော်တို့ နော်ပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီ39ရာခိုင်နှုန်းလောက်ပဲယူပြီးတော့ကစားတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်ပူတော်ဆိုးသေးတယ်ကျွန်တော်လုံးဝခန်းစစ်ကိုအပိတ်ကြီးကျွန်တော်ဆိုတာဟိုတူတဲ short တော့ကျွန်တော် attempt တွေတော့တလုံးမအောင်ကျွန်တော်မရှိတော့တဲ့အချိန်တွေမျိုးပေါ့နော်ဒီ20%လောက်နဲ့ကျွန်တော် United က80%လောက်ကျွန်တော်ဖိပြီးတော့ကျွန်တော်တို့ကစားခဲ့တာဒါမဲ့ကျွန်တော်အတင်းကဒီလိုအနိထားမျိုးခန်းစစ်ကျွန်တော်တို့ဒီ low block ကျွန်တော် deep block တွေကျွန်တော်ဆော့ပြီးဆိုလို့ရှိရင်ကိုအတင်းကတိုင်ပတ်မြဲတိုင်ပတ်စေဆိုတော့ပေးလိုက်တဲ့ goal ပေးလိုက်တဲ့ goal ကကျွန်တော်တို့ဒီဘာနော် စပါဘက်ကကျွန်တော်တို့ဘာ risk မှာကျွန်တော်မယူထားဘူးဒီ risky ဖြစ်တဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီအခွင့်အရေးဖန်တီးမှုမျိုးတွေတို့ဘာမှမလုပ်ဘူးအဓိကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်တို့လုပ်တဲ့ပုံစံရှင်းတယ်ကျွန်တော်တို့မှာဘာတွေအားနေနေလဲကျွန်တော်တို့မှာ win back တွေအရင်အားနေတယ် win back စစ်စစ်တွေတယောက်မှမရှိဘူးကျွန်တော်တို့မှာဒီဘာနော်ပက်ထရစ်ဒေါ်ဂူလောက်ပဲရှိသေးတယ်ဒါပေမဲ့ဒေါ်ဂူဆိုတာဘာသာလို့သိရတဲ့အတိုင်းပဲကျွန်တော်တို့ လူငယ်ကစားသမားတယောက်ဖြစ်တယ်ဘာမှကျွန်တော်တို့ဒီတင်ပြချက်ပြဒီ win back တယောက်ကျွန်တော်တို့ဟုတ်မနေဘူးပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့ defense မှာအများကြီးကျွန်တော်တို့ပြဿနာရှိတယ် tagging လိုက်ပါမှုမှာလည်းအများကြီးပြဿနာရှိတယ် master we ကစားတဲ့ကျွန်တော် win back နေရာကဒီပေါ့နော်ကျွန်တော်တို့ဒီ attacking မှာဆိုလို့ရှိရင်ဒါလောက်ကစားတာရဲ့ဟိုအနေထားကိုလုံးဝမမီဘူးပေါ့နော် attacking ကိုကျွန်တော်လိုက်ပါနိုင်စွမ်းမရှိဘူး armament နဲ့ကျွန်တော်တို့အတွဲဖက်ပြီးတော့အလုတ်ကောင်းကောင်းလုံးနိုင်စွမ်းမရှိဘူးဆိုတော့ဒီ win back နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတော်တော်ကိုအားနေဒီနေ့ပွဲမှာကျွန်တော်တို့ထူးထူးခြားခြားအားနေနေတာကြောင့်ဘာလဲဆိုလို့ရှိရင်အသင်းမှာဒီအမြင်ဘောတွေပါเนาะအမြင်ဘောကြီးကျွန်တော်ထူးထူးခြားခြားကြီးကိုကျွန်တော်တို့အားနေနေတယ်ပုံမှန်ကျွန်တော်တို့ဒီပေါ့เนาะဒီအမြင်ဘောရှင်တိုက်တဲ့နေရာမှာရနေရမယ်အလုံးနေရာစာမရဘူးယူရိုတို့လည်းအဆင်မပြေဘူးလူရှောပူတော်ဆိုးသေးတယ်ဒီပေါ့เนาะကျွန်တော်အမြင်ပေါ်ဆိုလို့ရှိရင်မကွိုင်းတရားလောက်ပဲကျွန်တော်အားကိုးနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်နေတာပေါ့เนาะဆိုတော့ဟဲ့အဲ့လိုမျိုးကျွန်တော်တို့ဒီ win back ဒီဘက်ကနေပြီးတော့ cross day ကျွန်တော်တောက်လျှောက်ဆိုဆိုတင်နေ brand johnson တို့ဘက်ကနေတင်နေဒီဘက်ကကျွန်တော်တို့ဒီ urugi တို့ဘက်ချမ်းကနေတင်နေဆိုတော့အဲ့လိုအနေထားမျိုးမှာကျွန်တော်တို့တကိုးခွင့်ပြုလိုက်ရတယ်အဲ့ဒီအနေထားကလည်းဗျာတကယ်တကယ်တော့ကျွန်တော်တကယ်ကို half chance ကြီးပါတကယ်ကျွန်တော် full chance ကြီးကျွန်တော်ရတာမျိုးမဟုတ်ဘဲနဲ့ half chance မှာတကယ်ကြက်ကိုးပါပြောရမယ်ဆိုလို့ရှင်တော့ဒါဘယ်လိုပဲကိုးကိုးတော့ကိုးတယ်ဆိုတာမှန်ပေမဲ့ကြက်ကိုးပါကို့အတင်းကကြက်ကိုးတော့မကိုးဆိုတော့ အဲ့မှာကျွန်တော်တို့ဒီ quality difference ကိုကျွန်တော်တို့အကောင်းဆုံးမြင်ရတယ်ဒီပွဲကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ရှုံးတင်ရှုံးထိုင်လို့ရှုံးနေလို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်အနည်းဆုံးတော့ပြောရမယ်ဆိုလို့ရှိရင်တော့တရေလောက်တော့ကျွန်တော်တို့ဖြစ်တည်နေလို့ကျွန်တော်တို့ထင်တယ်ဘာလို့ဆိုတော့ဒီ server ဘက်ကတော့ဒီလိုအခွင့်အရေးဖန်တီးမှုမျိုးပေါ့နော်ဒီလို chance creation ဘာမှမဟုတ်တဲ့ chance creation ကနေဘာမှမဟုတ်တဲ့ကိုယ်တူကိုကျွန်တော်ရခဲ့တယ်ဆိုလို့ရှိရင်ကိုယ်ဒီကိုယ်ဒီအနေထားနဲ့ဒီလောက်တိုက်စစ်ဆင်းနေတောက်လျှောက်ကျွန်တော်တို့ဒီ ဟိုလောင်းဘောတွေကျွန်တော်တင်တယ် cross တွေတင်တယ် ground cross တွေတင်တယ် area လေးကိုဝင်တယ်။နောက်တောက်လျှောက်ကျွန်တော်တို့ဒီကန်သွင်းချက်တွေကျွန်တော်တို့ပြုတ်လုပ်တယ်။ကျွန်တော်တို့ဂိုးပေါက်တိတ်ခဲ့တာတွေလည်းကျွန်တော်ရှိတယ်။တစ်ဖက်ကကျွန်တော်ဂိုးသမားတွေကောင်းတယ်။နောက်ခန်းစစ်တွေကောင်းတယ်။အဲ့တော့ဒီနေ့ပွဲကျွန်တော်တို့ဒီစပါးရဲ့ကျွန်တော်ခန်းစစ်နဲ့ဂိုးသမားကလုံးဝကျွန်တော်တို့ဒီဘာလို့တကယ်ကိုကျွန်တော်တို့စွမ်းဆောင်ရေကောင်းပြသွားခဲ့တယ်။ United ကိုကျွန်တော်တို့ရှုံးပွဲမရှိ ရှုံးပွဲမရှိ Manchester United Europa League မှာရှုံးပွဲမရှိ Manchester United က final ထိကျွန်တော်ရောက်လာပြီးမှ final မှာမှကျွန်တော်ရှုံးရတယ်လို့စဉ်းစားတာကြည့်တော့ brother စဉ်းစားကြည့်တော့ brother လို့တောက်လျှောက်ကျွန်တော်ရှုံးပွဲမရှိကျွန်တော်အိမ်ကွင်းအဝေးကွင်းဟလာကျွန်တော်တို့ပေါ်တူဂီမြေတွေသွားကစားတယ်နော်တော့ပေါ်တူဂီမြေသွားကစားတယ်တခြားကျွန်တော်တို့ဒီနိုင်ငံတွေကျွန်တော်တို့သွားပြီးတော့ကစားတယ်စပိန်မြေတွေကျွန်တော်တို့သွားကစားတယ်စူစီတက်လို့အသင်းတွေကိုနိုင်နေတယ် ပြီးပါလို့အသင်းတွေကိုနိုင်နေเนาะအသင်းကောင်းတွေကိုတကယ်အသင်းကောင်းတွေကိုကျွန်တော်တို့ဖြတ်ကျော်ခဲ့ပြီးကမှဒီရာဒီကျွန်တော်တို့ညီကိုလိုဖြစ်နေတဲ့ကိုရီကိုရီလိုမျိုးကျွန်တော်တိုင်ပတ်နေတဲ့စပါလိုအသင်းကိုကျွန်တော်တို့တွေ့ကြကလည်းအမ်ဘရင်လက်ထက်မှာကျွန်တော်တို့ဒါတတိယအကြိမ်မြောက်ကျွန်တော်တွေ့တာပါလေလားတတိယအကြိမ်မြောက်တွေ့တာပထမအကြိမ် EFM မှာတွေ့တယ်4-3နဲ့ကျွန်တော်ရှုံးတယ်ဒုတိယအကြိမ် Premier League မှာတွေ့တယ်1-0နဲ့ကျွန်တော်ရှုံးတယ် เนาะအခုလက်ရှိကျွန်တော်တို့ဒီ final လို့နေရာမျိုးမှာတွေ့တယ်ဝမ်းစီးနဲ့ကျွန်တော်ထပ်ရှုံတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီပေါ့เนาะတတော်ကိုတတော်ညံ့သွားပြီလို့ကျွန်တော်ပြောရမှာပေါ့เนาะဟို Emery အနေနဲ့လည်းဒီပွဲနဲ့ပတ်သက်ပြီးတော့သူ ပြင်ဆင်လာခဲ့တဲ့အနေအထားတစ်ခုကဘာမှအလုံးမဖြစ်ပါဘူးမန်တိုင်းပြောတာဘာမှအလုံးမဖြစ်ဘူးဒီနေ့ပွဲမှာကျွန်တော်တို့ဒီ normal pass တွေကစအခုကောင်တွေမှားနေတယ်เนาะဖက်ကကျွန်တော်တို့ဒီပေါ့เนาะဟို ကောင်တာဘာညာဆိုပေမဲ့လည်းဗျာအမှန်တမ်းပြောလို့ရှိရင်ဒီဒုတိယပိုင်းဆိုလို့ရှိရင်စပါဘာမှမလုပ်တော့လုံးဝခန်းစစ်ကိုနှစ်ထပ်ကြီးပိတ်ပြီးတော့ short အဲအာမတ်တို့ကျွန်တော်တို့ဒီတောင်ပံမှာကျွန်တော်ဘလုံးရလာပြီဆိုလို့ရှိရင်ခန်းစစ်ကမရှိ3ယောက်ရှိအနည်းဆုံးကျွန်တော်2ယောက်ရှိတယ်နောက်မှာကျွန်တော် overlap တက်မဲ့ကောင်ထောက်ဖို့အတွက်တယောက်ရှိတယ်ဆိုတော့အဲ့လိုနေထိုင်မျိုးဆိုတော့တွားပြီပေါ့တွားပြီကိုကကိုကိုကောင်နေကိုထင်ပါတယ်ဘာလို့ဆိုတော့တွားပြီဘာလို့ဆိုတော့ကိုဟိုကိုကောင်နေကဒီဒီလိုမျိုးကျွန်တော်ခန်းစစ်ပိတ်တဲ့အသင်းမျိုးကြီးဆိုလို့ရှိရင်ကိုရဖို့ကတော်တော်ကြီးတော်တော်ကြီးတော်တော်ကြီးကိုခင်းရင်တာ ဒီအထူးသဖြင့်ဒီတိုက်စစ်မူဝင်နေဆိုပူတော်ဆိုးသည်ကျွန်တော်တို့ဒီ rest map လေးဘာမှအလုံးမဖြစ်ဘူးเนาะ60ဝင်လာတဲ့အနေအထားမှာဆိုရင်တော့မှကျွန်တော်တို့ဒီ link up တချို့ကျွန်တော်တို့ဒီဟို deep ဒီကျွန်တော်ဆင်းပြီးတော့လောက်တာမျိုးကြီးကျွန်တော်မြင်ရသေးတယ်အာ Vicario come on ဘလို့ဖြစ်လို့များကျွန်တော် Vicario တို့ Venivan တို့ဒီနေ့ကျမှအရန်ကိုကျွန်တော် ကောင်းနေတယ်ကျွန်တော်နားမလဲလူ short တိုက်တဲ့လုံးဆိုလို့ရှိရင်ဒါတော်တော်ကျွန်တော်တို့ကောင်းနေတယ်မှာပါတယ်ဒါမဲ့ကျွန်တော် Vicario ကိုကျွန်တော် ရအောင်ကျွန်တော် save သွားတယ်ပြီးတော့ကျွန်တော်ဒီ Vanivan ရဲ့အလုံးเนาะ rest mat ကျွန်တော်တိုက်လိုက်တယ်ဗတ်ဒါဒီလုံးကကျွန်တော်ခေါင်းတိုက်ချက်ကတော်တော်ကိုအားပြင်းတဲ့ထဲမှာပါတယ်ဂိုးသမားလည်းကျွန်တော်ဂိုးထဲမှာရှိမနေဘူး Vanivan လုံးဝကျွန်တော်တို့ဒီမှာเนาะအဲ bicycle ကင်းနေကိုဆရာသမားကျွန်တော် ရှင်းထုတ်ပလိုက်တယ်ဆိုတော့ဒီနေ့ပွဲကျွန်တော်စပါးနောက်တန်းနဲ့ကိုသမားတော်တော်ကြီးကိုကျွန်တော် credit ပေးရမှာတော်တော်ကောင်းတာတော်တော်ကောင်းတာကိုအသင်းတိုက်စစ်ညံ့တာနဲ့အဲစပါးရဲ့နောက်တန်းနဲ့ကိုသမားတွေကောင်းတာနေရတော့ဒီလို reset ပဲဖြစ်မှာပေါ့လေဒီလိုပုံစံပဲဖြစ်လာမှာပဲ ျွန်တော်ဒါအကုန်လုံးသိထားပြီးသားပဲဆိုတော့ကျွန်တော်တို့ Europa League Champion မှာ Europa League ကျွန်တော်တို့ဖလားကိုမရခဲ့ပါဘူးဆိုတော့မရခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နောက်ဆက်တွဲခံစားရမယ့်အရာတွေကတော့ခံစားကြเนาะခံစားကြပရိသတ်တွေကျွန်တော်တို့လည်းအခုလက်ရှိကျွန်တော်ခံစားနေရတယ်ကစားသမားတွေလည်းခံစားနေရခံစားနေရမှာဖြစ်မယ်ခံစားနေရမှာဖြစ်မယ်ဘာဖြစ်လို့လဲဆိုတော့အခုဒီဒီဒီလိုမျိုးကျွန်တော်တို့ရှုံးလိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြောင်းရွှေ့လှုပ်ဆောင်မှုတွေမှာတော်တော်ကိုကျွန်တော်တို့ ဒစ်လေသွားမှာပါမန်တိုင်းပြောတာပါဒါဒစ်လေသွားမှာတိုင်ပတ်သွားမှာဘာမှမဟုတ်ကျွန်တော်တို့ဒီဘောနော်ကောင်းငန်းငန်းပလေယာတွေကြောင့်ရဖို့ဆိုတာမားကတ်တင်မှာလုံးဝမျှော်လင့်လို့မရတော့နော်ဒါမျိုးတွေကျွန်တော်တို့ရှိတယ်နော်နောက်ပြီးလို့ရှိရင်အသင်းရဲ့ financial financial အရာဆိုလို့ရှိရင်ကျွန်တော်တို့နိုင်သွားတာဖြစ်တဲ့အတွက်ကြောင့်လို့ financial အရာ champion league တွေဝင်ဝင်မရဘူးနောက်ရည်ဒီမှာကျွန်တော် premier league တမျိုးတည်းကိုပဲကျွန်တော် focus ရအောင်မဲ့အခြေအနေမျိုးဆိုတော့ အမရင်ပြောတာတွေကတကယ်ဖြစ်လာပြီကျွန်တော် final တက်ပြီးတော့ဘာမှကျွန်တော်ဖလားမရဘူးဆိုလို့ရှိရင်အလကားပဲပေါ့နော်ဆိုတော့အခုလက်ရှိကျွန်တော် finally တက်လာတယ်နော်တွေးခဲ့ဘူးပြီးသားအသင်ဒီအသင်းကိုပဲကျွန်တော်တို့ဘာနဲ့ချင်းလဲကျွန်တော်တွေးခဲ့တာဘာနဲ့ချင်းမှန်းအောင်မသိကျွန်တော်တောက်လျှောက်တောက်လျှောက်တောက်လျှောက်တွေးလာတယ်တောက်လျှောက်လည်းမနိုင်ဘူးဆိုတော့စပအရန်ကောင်းနေလို့လားဆိုတော့မဟုတ်ဘူးဘလောက်တောင်ဆိုးနေကျွန်တော်ကိုယ့်အောင်မှာပြန်လဲကြည့်လောက်ကိုယ်26ဆိုစပကစက်ခွန်ဆိုတော့ဒီလိုအနေထားမျိုးဆိုတော့ ဖြစ်တင်တာအနေဆုံးတော့ကျွန်တော်ပြောမယ်ဆိုတော့မိနစ်60လောက်မှာတည်ရလောက်တော့ကျွန်တော်ဖြစ်တင်တယ်ဒါပေမဲ့မနိုင်ခဲ့ဘူးဆိုတော့ဟာဒီရတော့ကျွန်တော်တို့လုံးဝဒီဘယ်တော့တကယ်ကိုဖီးတဲ့ຢာဒီတကယ်ကိုကျွန်တော်စုပ်တီးစုပ်ပြိုက်လုံးဝဖြစ်တယ်ဖြစ်ခဲ့တယ်ကျွန်တော်ຢာဒီတစ်ခုပါပဲဆိုတော့ရှင်ရကျွန်တော်ရန်ဆိုးပါတယ်ဆိုတော့ကျွန်တော်တို့အဲလာမယ့်ညရဒီမှာကျွန်တော်အပြောင်းအရွှေ့လုပ်ဆောင်မှုတွေမှာလည်းနောက်ကျမယ်အသင်းရဲ့ financial ကျွန်တော်တို့ အဲဒီပေါ့နော် financial အရာလည်းတိုင်ပတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကစားသမားခေါ်ယူမှုတွေမှာကျွန်တော်တိတ်ပြီးတော့မြန်မာစားစားကျွန်တော်ခွန်နိုင်တော့မဟုတ်ဘူးပြီးတော့နောက်ရဒါပေမဲ့ကောင်းတာတစ်ခုတော့ကျွန်တော်ရှိပါတယ်ဘာလဲဆိုတော့ကျွန်တော်ဒီ Amrin ပြောခဲ့တဲ့ပုံစံတိုင်းပဲအဲဒီပေါ့နော်သူကကျွန်တော်ပြောသူပြောတဲ့အထဲမှာဆိုလို့ရှိရင်အသင်းရဲ့ဒီလိုပုံစံနဲ့က Champion League ကိုကျွန်တော်တို့ကစားနေဖို့အာပြောပြောရမယ်ဆိုလို့ရှိရင်ကစားမနေသင့်ဘူးပေါ့နော်ဘာလို့ဆိုတော့အသင်းကကျွန်တော်တို့ဒီဒီလောက်ထိကျွန်တော်တို့ တိုင်ပတ်နေတဲ့အခြေအနေမျိုးဒီလောက်ထိကျွန်တော်ဒီ system နဲ့ဒီအသားမကျတဲ့အခြေအနေမျိုးဒီ system မှာမကိုက်ညီတဲ့ profile နဲ့ player တွေများနေတဲ့အခြေအနေမျိုးမှာအဲဒီလိုသင်းမျိုးကကျွန်တော် week in week out champion league နဲ့ premier league နဲ့ domestic cup တွေနဲ့မကစားနေသင့်ဘူးဆိုတဲ့ပုံစံမျိုးအမွန်ကကျွန်တော်ထောက်ပြတာရှိတယ်။ဆိုတော့ဒါတကယ်လဲကျွန်တော်ဒီပေါ့နော်တကယ်ဒီလိုဒီလောက်ထိကျွန်တော်တိုင်ပတ်နေတဲ့အသင်းတွေကကျွန်တော် champion league မှာဘာသွားလုံမှာတော့အိမ်ပြေးပဲဖြစ်မှာနော် အိမ်ပြည့်ပဲဖြစ်မှာเนาะဘာမှလုပ်ရမှာမဟုတ်ဘူးဆိုတော့အဲမရတာလည်းကောင်းပါနဲ့မရတာလည်းကောင်းကျွန်တော်အရေးပြတာနဲ့တက်တာပေါ့เนาะဒါပါပဲဆိုတော့ဒါမဲ့ရာသီတော့ကျွန်တော်တို့ပရီးမီးယားလီဂ်လေးတွေပဲကျွန်တော်ကြည့်မယ်အဲ FA က EFL ကဒီလောက်ပဲဒါဒီလောက်ပဲကျွန်တော်ကြည့်ကြမယ်ပြီးတော့ကျွန်တော်တို့ AC သေးကျွန်တော်တို့အားယူကြမယ်အိတ်ကြမယ်ပေါ့ဗျာဒါပါပဲဆိုတော့ကျေးဇူးပါဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့ကျွန်တော်ရဲ့ reaction ဖြစ်ပါတယ်ဆိုတော့တော်တော်တော့ကျွန်တော်စိတ်ပြတ်ပါတော်တော်စိတ်ပြတ်ဖို့ကောင်းတဲ့ပွဲပါဆိုတော့ ဆိုဒီဘက်နဲ့ပတ်သက်ပြီးတော့ brother တို့ဘယ်လိုမြင်ကြလဲကိုမိုင်နဲ့မှာဝင်ရောက်ဆွေးနွေးပြသလို့ရပါတယ်ကျေးဇူးအားပေးညီကောင်များလို့ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ sorry ပါကျွန်တော်ဒီတော်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 လေးကျွန်တော်ဒီစိတ်ညစ်စိတ်ညစ်သွားလို့ပါ